မင်္ဂလာပါခင်ဗျာအဒီနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးကတော့ conditional operator တွေဟိုအသုံးပြုပြီးတော့အခြေခံပုံစံလေးတွေကိုတွက်ချက်သွားမှာပဲဖြစ်ပါတယ်ပထမဆုံးတော့တွက်မဲ့ပုံစံလေးကတော့ဟိုယူသားနေပြီးတော့ keyboard ကနေပြီးတော့ input ရိုက်ထည့်လာမထည့်လာဆိုတော့ဟာလေးကိုစစ်ပေးတဲ့ပုံစံလေးပဲဖြစ်ပါတယ်အကယ်၍ယူသားက input ကနေပြီးတော့တခုခုရိုက်ထည့်တယ်ဆိုရင်တော့ okay တို့ပြပြီးတော့ အာတခုမှရိုက်မထဲဘူးဆိုရင်တော့တို့က not agree ပြမှာဖြစ်ပါအဲဒီပုံစံလေးတွက်ချက်ဖို့တော့ကျွန်တော်တို့ကတိထားမယ်အချက်ကအာ string ဆိုရင်ဘာမှမရိုက်ဘူးဆိုရင်ကျွန်တော်တို့က true for ဖြစ်နေတဲ့သဘောပါ for ဖြစ်တယ် integer ဆိုလဲ0ကလွဲလို့ကျန်တဲ့ကဏ္ဍဆိုရင်ကျွန်တော်တို့က true ဖြစ်တယ်ဆိုတဲ့ဟာကိုတိထားမှာပါ it ကဘယ်ချိန်မှာလောက်လဲဆိုရင် မှန်တဲ့အချိန်မှာပဲလှုပ်လှုပ်တယ်ဟုတ်ပြီအဲ့ဒါကဘယ်လိုလေးတွက်ရမလဲဆိုရင်ကျွန်တော်အရင်ဦးဆုံးတော့ example ဖို့ဆိုပြီးတော့ပေးလိုက်မယ်ဒီမှာပုံစံအရကျွန်တော် import ဆိုတဲ့ဟာကိုကျွန်တော် and ဆိုပြီးတော့ပေးလိုက်မယ်ပေးပြီးတော့ right ထဲမှာကအမျိုးအစားတတ်မှတ်ထားတဲ့အတွက်ကျွန်တော် string ပဲဝင်မယ်အဲ့ဆို data casting လုပ်ဆရာမလို့ပြီးတော့ရင် end ရ under number ဆိုပြီးတော့ရိုက်လိုက်မယ်ပြီးတော့တကယ်လို့ရိုက်ထည့်လားမထည့်လားဟို နော်တော့တီးဖို့အတွက် it ဆိုပြီးတော့ရေးလိုက်မယ် and ဆိုပြီးတော့ရေးလိုက်မယ်အဲတကယ်လို့ကျွန်တော်တို့က string အမျိုးအစားဖြစ်တဲ့အတွက်တစ်ခုခုရိုက်တယ်ဆိုရင်ဒီနားလေးက true ဖြစ်နေမှာနော်ကျွန်တော်တို့ကဘာမှမရိုက်ဘူးဆိုတော့နော် for ဖြစ်နေမှာအဲ့အတွက်တကယ်လို့ and လေးကတစ်ခုခုရှိတယ်ဆိုရင်ကျွန်တော်က okay ဆိုပြီးတော့ပြလိုက်မယ်တကယ်လို့ဒီလိုမှမဟုတ်ဘူးဆိုရင်တို့က not okay ဆိုတဲ့အဲသဘောမျိုးဖြစ်မှာပါเนาะ okay ဆိုပြီးတော့တို့ဖြစ်မှာပါပုံစံလေးကတော့တို့အရန်ကိုရိုးရှင်းပါတယ်အန်နေရာမှာကျွန်တော်တို့အဓိကဘာဖြစ်ရမလဲဆိုရင် string တစ်ခုခုကိုရိုက်ထည့်ရမှာပါ string တစ်ခုခုရိုက်ထည့်ရင်ထူးဖြစ်သွားတဲ့အတော့ဒီအပေါ်ဆုံး if ကအလုံးလုံးမယ်ထူးမဖြစ်ရင်ဒီလိုမှထူးမဖြစ်ရင် not okay ဆိုတဲ့ဟာလုံးလုံးမယ်ဟုတ်ပြီတော့ဒီပုံစံလေးတို့ run ကြည့်လိုက်အောင်တို့ ပု္ပ္ပာနာမည်ကဘာလဲဆိုရင်ဟိုပု္ပ္ပာနာမည်ကအိဇံမဲ14အိဇံမဲနော်တော့14ဆိုပြီးတော့ရန်နိုင်မယ်တကယ်လို့ကျွန်တော်ဒီမဲ့အန်ဒါနေဘာမှအန်ဒါနမ်းမလို့နော်ပေးထားအဲဒီတိုင်းရိုက်လိုက်မယ်ဆိုတော့ no okay တကယ်လို့ကျွန်တော်ဒီမဲ့တခုခုရိုက်တယ်ဗျာနော်90ရိုက်တယ်ဆိုရင် okay ဘာမှဒီအချိန်နေမှာ no 0ရိုက်လဲ okay ပဲဗျာ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က string အမျိုးအစားဖြစ်နေတော့တကယ်လို့ integer အမျိုးအစား a 0ဆိုရင်တော့ no 4ဖြစ်မှာအဲ့ဒါသတိထားမယ်အချက်ပါဟုတ်ပြီเนาะဒီမှာဆိုရင်မောင်းမောင်းဆိုပြီးတော့ရိုက်လိုက်ရင်လည်းကျွန်တော်တို့က okay ဆိုပြီးတော့ထွက်มาဖြစ်ပါတယ်เนาะဒုတိယတစ်ပုတ်အနေနဲ့ကတော့ကျွန်တော်ကိန်းနှစ်ခုကို info ပေးမိပေးမိထိုကိန်းနှစ်ခုဒီတဲ့နှစ်ခုလုံးအပေါင်းဖြစ်သလားနှစ်ခုတစ်လုံးအနှုတ်ဖြစ်သလားနှစ်ခုတစ်လုံး၃ညနဲ့ ညီသလားတစ်ခုနဲ့တစ်ခုအပေါင်းအနှုတ်လက္ခဏာမညီဘူးလားဆိုတာကိုတော့တော့ print ထုတ်ပေးရမှာဖြစ်ပါတော့ဒီပုံစံကိုတော့သုံးလိုက်လိုက်အခြေအနေ၄ခုရှိပါပထမတစ်ခုကတော့နှစ်ခုသလုံးအပေါင်းဖြစ်သလားနှစ်ခုသလုံးအနှုတ်ဖြစ်သလားနှစ်ခုသလုံးတုံ့ညံ့နဲ့ညီသလားဒါမှမဟုတ်အပေါင်းနှုတ်လက္ခဏာမညီဘူးလားဒါမှမဟုတ်တော့တုံ့ညံ့တော့မဟုတ်တခြားကဏ္ဍဖြစ်နေလားတခြားကဏ္ဍဖြစ်နေလားဆိုတာကိုတော့ စစ်ပေးရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်ပထမတစ်ခုအနေနဲ့နှစ်ခုလုံးအပေါင်းဖြစ်လာဆိုတဲ့အခြေအနေကိုကြည့်မယ်။နှစ်ခုလုံးအပေါင်းဖြစ်လာဆိုတဲ့အခြေအနေကအပေါင်းပဲချိန်မှာဖြစ်လေ။အပေါင်းကျွန်တော်တို့ကသုံးရထက်ကြီးတဲ့အချိန်မှာဖြစ်တယ်။အဲ့ရတော့ကျွန်တော်ဟိုကိန်းနှစ်ခုကိုအင်ပေါ်ပေးမယ်။တစ်ခုကို A လို့ထားလိုက်မယ်။တစ်ခုကိုကျွန်တော်တို့က B လို့ထားလိုက်မယ်။တေချာတစ်ခုကတော့ကျွန်တော် A ကလည်းကျွန်တော်သုံးရထက်ကြီးအာကြည့်ရမယ်။သုံးရထက်ကြီးတဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်မှာလဲဆိုတော့အပေါင်းကိန်းဖြစ်မှာ။ B ကလည်းသုံးရထက်ကြီးရမယ်။ အဲ့မှာအပေါင်းအင်းဖြစ်မှာသူတို့နှစ်ခုသလုံးကကျွန်တော်တို့ကတုံညာထက်ကြီးမှရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့က operator တော့တော့ logical operator အန်နဲ့တော့ဆက်လိုက်မယ်အဲဒီဟာလေးကိုကျွန်တော်က a အနေနဲ့ရေးရေးလိုက်ဟုတ်ပြီကျွန်တော်ဒုတိယဦးစားပေးရေးခြင်းနဲ့ဆိုရင်ဘယ်လိုရေးနိုင်လဲဆိုတော့အဲ a ကိုအသုံးပြုပြီးရေးရေးနိုင်ဒုတိယဦးစားပေးကတော့ဘာရေးအနှုတ်ဖြစ်သလားဒါဆိုရင် a ရလဲကျွန်တော်ကတုံညာထက်ငယ်ရမယ် တောင်ညထံငဲလာနဲ့ကျွန်တော်တို့ကအနှုတ်ဖြတ်သွားလို့အဲဘီကလည်းကျွန်တော်တို့ကတောင်ညထံငဲကုန်ငဲရမှာအဲ့ဒါမှအနှုတ်ဖြတ်မှာဖြစ်တယ်ဟုတ်ပြီတတိယဦးသားပေးအနေနဲ့ကျွန်တော်က add it လေးရေးလိုက်မယ်ဒီကောင်းအကြာဘာလဲဆိုတော့တော့တတိယဦးသားပေးရတော့ဒီဒီကောင်းလေးပေါ့တောင်ညနဲ့ညီလားနှစ်ခုသလုံးတောင်ညနဲ့ညီလားဆိုတဲ့အတွက် AO လည်းတော့တော့တောင်ညနဲ့ညီညီကိုညီလားဆိုပြီးတော့တော့ဆက်ရမယ်တူတူတင်ညီမရမှာမဟုတ်ဘီကလည်း ကျွန်တော်တို့ကတုံညာနဲ့ညီမရမှာဖြစ်တဲ့အတော့ကျွန်တော်တို့က operate logical operator အန်နဲ့ကျွန်တော်တို့ကဆက်ပြီးလိုက်မှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်တို့ကပထမအခြေအနေဖြစ်ပြီဆိုတော့ဒီအခြေအနေမှာလည်းအာလဲကျွန်တော်ပြီးသွားမှာဖြစ်ပါ။အဲဒီအခြေအနေမဖြစ်နိုင်ဘူးလို့ဒီအခြေအနေစစ်မယ်။အဲဒီအခြေအနေကျွန်တော်တို့တုံညာထံငယ်တဲ့နှစ်ခုလုံးအခြေအနေမဖြစ်နိုင်ဘူးလို့အောက်အခြေအနေစစ်မယ်။ဒီအောက်အခြေအနေမှာအဆင်မပြေဘူးဆိုတော့တေချာတစ်ခုကတော့ ဖြစ်နိုင်ကြရတော့တော့ဘယ်နှခုပဲရှိလဲဆိုတော့လက္ခဏာမတူတာရဲ့ဒါမှမဟုတ်တစ်ခုကတုံညာဖြစ်နေတာရဲ့နောက်တစ်ခုကအပေါင်းသုံးမဟုတ်အနှုတ်ဖြစ်နေတာရဲ့ပဲတော့တော့ဖြစ်နိုင်တော့မှာဖြစ်တဲ့အတွက်တော့ဒီပုံစံလေးကတော့တော့အဲ့အဲ့လိုလေးပဲဖြစ်မယ်ဟုတ်ပြီတော့ဒီပုံစံလေးကိုကျွန်တော်တို့ဟို Python programming မှာသွားရေးကြည့်လိုက်ရအောင်ဒါကတော့ကျွန်တော် Python programming မှာရေးထားတဲ့အခြေအနေလေးပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဒီ program လေးကိုနော်တို့ run ကြည့်လိုက်အောင်တော့ဒီကနေပြီးတော့တော့90လို့ရေးလိုက်မယ်တော့2 positive ထွက်တယ်တကယ်လို့တော့ minus 9 minus 1ဆိုရင် minus 8 minus 1ဆိုရင်2 negative ထွက်တယ်3ညာ3ညာဆိုရင်တော့20ထွက်တယ်တကယ်လို့ကျွန်တော် sign မတူဆိုရင် sign မတူကြောင်းပြောမယ်တစ်ခုက3ညာတော့ဖြစ်တယ်တစ်ခုကဟို တဲ့ဆိုရင်လည်း no defend စိုင်းမယ်ဖြစ်တယ်လို့ no ယူစားလိုက်မယ်။ no တတရတပုတ်အနေနဲ့ no input အနေနဲ့ no variable သုံးလုံးပေးမယ်။ abc no variable သုံးလုံးပေးလိုက်မယ်။အဲ့ variable သုံးလုံးတွေကမှကျွန်တော်ဟိုတစ်ခုနဲ့တစ်ခုကျွန်တော်ပေါင်းကြည့်လိုက်လို့အ ਨੇ ဆုံးဖြစ်တဲ့ပေါင်းလက်ကိုကျွန်တော်တို့အဖြေထုတ်ပေးရမှာ။ဟုတ်ပြီ no တစ်ခုနဲ့တစ်ခုအ ਨੇ ဆုံးပေါင်းလက်ဖြစ်ဖို့အတွက်ကျွန်တော်ဖြစ်တန်စွမ်းနေအရင် ်ဥုံကျွန်တော်တို့သိရှိမှာဖြစ်မှာဖြစ်ပါဟုတ်ပြီကျွန်တော်တို့ဒါဆိုရင်ဟိုရေးကြည့်လိုက်မယ်နှုတ်ရှိတာ ABC ရှိတယ်ဒီ၃လုံးကိုကျွန်တော်တို့ကနှလုံးဒီနှုတ်တွဲကြည့်လိုက်မယ်အရင်ဥုံနှလုံးဒီတွဲကြည့်ပြီးတော့မှတွဲကြည့်လို့ရတဲ့နှလုံးဝင်နှုတ်ပေါင်းပြီးတော့ပေါင်းလက်ကိုပေါ်မှာမူတည်ပြီးတော့ဘယ်သူကအနည်းဆုံးလဲဆိုတာကျွန်တော်တို့ထုတ်ပေးရမှာဖြစ်တယ်ဟုတ်ပြီကျွန်တော်အရင်ဥုံကျွန်တော်နှလုံးကိုအရင်တွဲကြည့်လိုက်မယ်အရင်ဥုံ A ကနေ A ကိုရှေ့ကနေထားပြီးတော့တွဲကြည့်လိုက်မ AB တွဲလို့မရဘူးလားနောက်တစ်ခုကတော့တော့ AC တွဲမယ်အဲ AC A ကိုရှေ့ရထားပြီး B ကိုတွဲမယ် BA တွဲမယ်တွဲပြီးသွားရင်တော့ BC တွဲမယ် BC တွဲပြီးသွားရင်တော့ CA တွဲမယ် CA တွဲပြီးသွားရင်တော့ CB တွဲမယ်အဲ့ဒီကြားထဲကိုကျွန်တော်တို့ကအပေါင်းလေးတွေတော့တော့လိုက်ထည့်ရမှာရလာတဲ့အဖြေပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကဘယ်သူအ ਨੇ သုံးလဲဆိုတာတော့ ပြန်ပြီးတော့နိုင်ရှင်ရမှာဖြစ်ပါပြန်ပြီးတော့တော်တော်နိုင်ရှင်ရမှာ ဖြစ်ပါအဲ့မှာကျွန်တော်တို့ကထူးခြားချက်ရှိတာအပေါင်းကကြတော့တို့ဥပမာ A အပေါင်း B ပဲရေးရေး B အပေါင်း A ပဲရေးရေးကျွန်တော်တို့ကတူတူပဲဖြစ်တဲ့အတွက်ထက်စဉ်းစားရမှာမလို့ပါဘူးတခုပဲကျွန်တော်တို့ထက်စဉ်းစားရပါတယ်ဟုတ်ပြီတော့ဒီမှာဆို AB နဲ့ BA နဲ့အတူတူပဲဖြစ်ပါ အဲ့ရတော့ကျွန်တော်ကသူ့ကိုတော့ထည့်ပြီးတော့မစင်းသားတော့ဘူးတော့ AC နဲ့ CA နဲ့တော့အတူတူပဲဖြစ်တဲ့အတွက်သူ့ကိုထည့်မစင်းသားတော့ဘူး BC ရှိလားတော့ဒါဆိုရင်ထည့်စင်းသားတဲ့ຢာကကျွန်တော်တို့ကဘယ်နှခုပဲရှိတော့မလဲဆိုရင်တော့တို့ကဒါဆို BC နဲ့ CB နဲ့လည်းထည့်စင်းသားတယ်မလို့တို့က3ခုပဲရှိတော့မှာအဲဒီတစ်ခုပေါင်းလိုက်ရယ်အဲဒီတစ်ခုပေါင်းလိုက်ဒီတစ်ခုပေါင်းလိုက်ဟုတ်ပြီကျွန်တော်တို့ဒါဆိုရင် เออปฐมอุบัติมาเลยดีไตบ้างเนี่ย A เนี่ย B เนี่ยบ้างเนาะจนบล็อกขึ้นมา A เนี่ย B เนี่ยบ้างเนาะ3ขึ้นมั้ยอะล่ะสู A เนี่ย C เนี่ยบ้างเนี่ยจนบล็อกขึ้นมา A เนี่ย C เนี่ยบ้างเนี่ยจน4ขึ้นตัวมั้ยနောက်တစ်ခုကကြတော့ no b နဲ့ c နဲ့ပေါင်းမယ် b နဲ့ c နဲ့ပေါင်းရင်၅ခု၅ဖြစ်သွားမယ်နောက်ဖြစ်နိုင်ရင်ဒီ၃ခုတည်းရမှာဖြစ်နိုင်ရင်နော်ဒီကောင်းလေးအရာထဲမတော်အောင်နော်2နဲ့လို့ဟုတ်ပြီဒီဖြစ်နိုင်ရင်၃ခုတည်းမှာအငယ်ဆုံးကဘယ်သူပေါ့ အငဲသုံးကကျွန်တော်တို့က A အပေါင်း B ဖြစ်တဲ့အတွက် A နေရာ not 1 B နေရာ2ဖြစ်တဲ့အတွက်2အပေါင်း equal to 3ဆိုပြီးတော့ကျွန်တော်တို့ဒီတိုင်းဒီ output ပုံစံလေးတိုင်းကျွန်တော်ထုတ်ပေးရမှာဟုတ်ပြီနော်ဒုတိယတစ်ပုဒ်ကိုကြည့်ကြည့်လိုက်မယ်ဒုတိယတစ်ခုဒုတိယတစ်ခုအနေနဲ့ကျွန်တော်တို့ဒီမှာကြည့်ကြည့်လိုက်နော်ဒါဒါဖြစ်တဲ့အတွက်ရေးထားတာဟုတ်ပြီဒီထဲမှာပဲကျွန်တော်ရေးကြည့်လိုက် A ကကျွန်တော်တို့ကခွန် ဘီကဘလောက်တော့19 19ဆိုတဲ့အတွက်ကျွန်တော်တို့ကဘလောက်ဖြစ်မှာ16ဖြစ်နေမှာဟုတ်တယ်နော် A ကဘလောက်တော့9 C က10ဆိုတော့ကျွန်တော်တို့ကအဲဒီကောင်26ဖြစ်မှာ sorry ပါတော့ဒီမှာဆိုရင်16ဖြစ်နေမှာဟုတ်တယ်နော်16ဖြစ်နေမှာ A နဲ့ C နဲ့မောင်းလားဒါဆိုရင် B နဲ့ C နဲ့ B နဲ့ C နဲ့じゃနှုံ29ဖြစ်နေမှာ အဲ့ဒါဆိုရင်ဒီသုံးခုတည်းအငယ်သုံးပေါင်းလက်ကဘာလို့လဲဆိုရင်ကျွန်တော်တို့က A နဲ့ C နဲ့ပေါင်းလက်စက်ခွန်ပဲဖြစ်မှာအဲ့ဒါကြောင့်မလို့သူမှာ A နဲ့ C နဲ့ပေါင်းစက်ခွန်ဆိုပြီးတော့ဒီတိုင်းလေးကျွန်တော်ထိုးထားတာ ဖြစ်ပါဟုတ်ပြီเนาะဒီပုံစံလေးကိုဘယ်လိုတွက်မလဲဆိုရင်ဒီပုံစံလေးကတွက်နည်းကတော့တကယ်တမ်းကျွန်တော်တို့ဘာနဲ့အတူတူပဲလဲဆိုရင်ကနန်းသုံးလုံးနဲ့ရနေပြီးတော့အငယ်သုံးကိန်းကိုရှာတာနဲ့အတူတူပဲဖြစ်ပါ ။နောက်ပြောင်းလဲသွားဥပမာကျွန်တော် A အပေါင်း B ကိုကဏန်းတစ်လုံးလို့မြင်လိုက်မယ်။ A အပေါင်း C ကိုကဏန်းတစ်လုံးလို့မြင်လိုက်မယ်။ B အပေါင်း C ကိုလည်းကဏန်းတစ်လုံးလို့မြင်လိုက်မယ်ဆိုရင်နောက်ဒီပုံစံဖြည့်ရှင်းပြီးသားဖြစ်သွားပါပြီ။ဟုတ်ပြီကျွန်တော်ကဒီကဏန်းတစ်လုံးလို့မြင်လိုက်ပြီဆိုတော့နော် A အပေါင်း B ကဘယ်ချိန်မှငယ်မလဲဆိုရင်တေးကြတာတစ်ခုကတော့ A အပေါင်း B က A အပေါင်း C ထက်လည်းငယ်ရမယ်။ B အပေါင်း C ထက်လည်းငယ်မယ်ဆိုရင်ကျွန်တော်တို့က အဲ့ဒါ A အပေါင်း B ကအငယ်ဆုံးဖြစ်လို့ပါဆိုလိုချင်တာကတော့ A အပေါင်း A အပေါင်း B က A အပေါင်း B ကကျွန်တော်တို့က A အပေါင်း C ထက်လည်းငယ်ရမယ် B အပေါင်း C ထက်လည်းငယ်ရမယ်အဲ့ဒါဖြစ်စဉ်တစ်ခုနောက်ဖြစ်စဉ်တစ်ခုကကြာ B အပေါင်း C ကဘယ်ချိန်မှာငယ်မလဲဆိုရင်ခုနကတော့ပြောတဲ့ A အပေါင်း B ထက်လည်းငယ်ရမယ် B အပေါင်း C ထက်လည်းငယ်ရမယ် နောက်တစ်ခုအနေနဲ့ဘီပေါင်းစီရဘယ်ချိန်မှငယ်ရမလဲသူ A အပေါင်း B ထက်လဲငယ်ရမယ် A အပေါင်း C ထက်လဲငယ်ရမယ်ဆိုရင်ငယ်မယ်ဆိုရင် B ပေါင်း C ရငယ်တာပဲဖြစ်ပါဟုတ်ပြီနော်ဒီ program လေးကိုဘယ်လိုလေးရေးလဲဆိုတာနော်တစ်ချက်ကြည့်ကြည့်လိုက်အောင်ဒါတော့ကျွန်တော်ဒီခုနကပုံစံလေးကို Python programming နဲ့ရေးတာပဲဖြစ်ပါဒီမှာနော်တို့တတိထားမှာဗာလဲဆိုရင်သူ့ကိုလည်းဂိမ်းတစ်လုံးလုံးမြင်လိုက်တယ်သူ့ဘယ်ချိန်မှငယ်ဆုံးဖြစ်မလဲ AC ကလည်းငယ်သူ့ထံငယ်ရမယ် BC ကလည်းသူ့ထံငယ်ရမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီမှာ aspirin လေးကိုအသုံးပြုပြီးတော့ A အပေါင်း B ဆိုပြီးတော့တော့အစားသွင်းလိုက်တာဖြစ်ပါတယ်ရလာတဲ့အဖြစ်ကိုဒီမှာရေးတယ် A အပေါင်း C ရပဲချိန်မှာငယ်မလဲဆိုရင် B အပေါင်း C ထက်ဒီထက်လည်းငယ်တယ် A အပေါင်း B ထက်လည်းငယ်တဲ့အချိန်မှာ A အပေါင်း C ကငယ်ဆုံးဖြစ်မှာ ဖြစ်ပါတော့အခြေအနေ၃ရက်ဒီ A အခြေအနေ3ရက်ကဒီအခြေအနေ3ရက်ထဲကဘယ်တော့မှပြေးမလို့လို့ကျွန်တော်ဘလော့တစ်ခုဒီချပြီးတော့ရေးထားဖြစ်ပါဟုတ်ပြီနော်ဒီ program လေးကိုနော် run ကြည့်လိုက်အောင်နော်ဒီ program လေးကိုနော် run ကြည့်လိုက်အောင်ဆိုရင်နော်အောက်ကတော့ဒါအဲ့ example တွေပေါ့အဲ့ example တွေတိုင်းကျွန်တော် run ကြည့်လိုက်ပါမယ်ဒါတော့မြင်အောင်ဟုတ်ပြီနော်အဲ့ဒါမယ်တွေတိုင်းတော့ run ကြည့်အောင်နော် A ကပထမ1ဖြစ်မယ် B ရ2 3ဆိုရင်တော့ A အပေါင်း A A အပေါင်း2 equal to 3ဆိုပြီးတော့ထွက်ပါမှန်ပါတယ်တကယ်လို့ကျွန်တော်ခွန် B ရ19 19 30ဆိုရင်ကျွန်တော်ဒီမှာဆိုရင် A အပေါင်းခွန်အပေါင်း10 equal to ဟို70ဆိုပြီးတော့ကျွန်တော်ထွက်มาဖြစ်ပါတယ်တော့ဒီမှာနောက်တစ်လုံးနေနဲ့ကျွန်တော် -10 5 0ဆိုရင်ကျွန်တော် minus tan အငယ်ဆုံးဖြစ်မှာဖြစ်ပါတယ်။အာကျွန်တော်ဆွေးနွေးကြတာကတော့ဒီနေ့အဲ့လောက်ပါပဲ။အကျေးဇူးတင်ပါခင်ဗျာ။